2025ခုနှစ်ဧပြီလ24ရက်နေ့ဟာချင်းကွယ်ရေးတပ် CDF မင်းတပ်ရဲ့တော်လှန်ရေး၄နှစ်ပြည့်နှစ်ဖြစ်ပါတယ်။ຫນွေဦးတော်လှန်ရေး၄နှစ်ပြည့်မှာမင်းတပ်ဒေသတစ်ခုလုံးစစ်အာဏာရှင်လက်အောက်ကနေလူမြောက်ခဲ့ပါတယ်။အခုချိန်မှာ CDF မင်းတပ်အနေနဲ့ဘာရီဆက်လုပ်သွားမယ်ဆိုတာကိုတော့ကိုစောဝေးကတည်င်းပေးပို့ထားပါတယ်။ချင်းပြည်နယ်တစ်ခုလုံးအနေနဲ့မလူမြောက်သေးတဲ့အတွက် ဒါမဲ့၅နှစ်ပြည့်မှာချင်းပြည်နယ်တစ်ခုလုံးလူမြောက်လှုပ်ဆောင်သွားမယ်လို့ချင်းကောက်ကိုရေးတပ်ဖွဲ့ CDF မင်းတက်စီဦးစီချုပ်စလိုင်းထန်းချွန်ဖေကပြောပါတယ်။ဧပြီလ24ရက်နေ့ကထုတ်ပြန်ထားတဲ့ချင်းကောက်ကိုရေးတပ်ဖွဲ့ CDF မင်းတက်ရဲ့တော်လှန်ရေး၄နှစ်ပြည့်အထိမ်းအမိတ်ခွန်ရုပ်သံထဲမှာထက်သွင်းပြောဆိုသွားပါတယ်။ကျွန်တော်တို့ဒီလင်းနှစ်ဖြစ်တော်လာရင်ဦးလေကျွန်တော်ခန်းခန်းနာနာမလုပ်ခဲ့ဘူးကျွန်တော်ရှေ့ဆက်ရမယ်အနာဂတ်အတွက်ဒီကျွန်တော်တို့ပေးဆက်ခဲ့တဲ့ တမိုင်းကိုမမေ့မလျော့ပဲနဲ့ကျွန်တော်ရဲ့နှလုံးသားထဲမှာတပီးမော်ပွင်းထူချင်းအဖြစ်ပါတယ်ကျွန်တော်ရဲ့စိတ်မှန်တဲ့ဒီလင်းဖြစ်ဖြစ်ဟိုအခါအနာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဆက်ပြီးတော့ကျွန်တော်တို့မန်ဖြစ်ဖြစ်မလဲကျွန်တော်ချင်းချင်းနဲ့တပီးနယ်လုံးလုံးမြောက်ရမယ်ထူနည်းထူစွာပဲကျွန်တော်တို့ဒီသာတုံးမှာရှိနေကြတဲ့ကျွန်တော်နဲ့ဟိုချိဆက်နေကြတဲ့ဒီဒေသအသီးသီးမှာလည်းဆရာနာရှင်စနစ်ကတည်းလော့မြောက်ပြီးတော့ ကျွန်တော်အားလုံးလူချင်းတွေပိုင်းတိုင်ကိုကျွန်တော်ကိုဖတ်တိခွင့်ပြုဝါရှိတဲ့ပိုင်းတိုင်ကိုကျွန်တော်ဆက်ပြီးတော့ချိတက်ရမှာဖြစ်တယ် CDF မင်းရဲ့အနေနဲ့တော်လန်ဤကို2021ခုနှစ်ဧပြီလ24ရက်နေ့မှာစတင်ခဲ့ပြီးတော်လန်ဤလင်းနစ်တာကာလအတွင်းအသက်ခံတာပြီးဆက်ခဲ့ကြတဲ့သူရဲကောင်းတွေကိုဥညွတ်ဂုံပြုတယ်လို့ CDF မင်းတဲ့စီဦးစီးချုပ်ကပြောပါတယ်။တပြည်နယ်လုံးအတိုင်းအတာနဲ့ဆရာနာရှင်အောက်ကနေလွတ်မြောက်အောင်ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။ ။ဘာဖြစ်ဖြစ်မှာတော့ကျွန်တော်တို့ကိုယ်ချင်းပန်းတိုင်ရောက်ဖို့အတွက်ဒီလာမယ့်တစ်နှစ်အတွင်းမှာလည်းကြိုးစားဖို့ကျွန်တော်တို့တော်လှန်ရေးကိုဆက်လုပ်သွားမှာဖြစ်ပါလေ။အဲကြောင့်ကျွန်တော်တို့ရဲ့အခုလက်ရှိအောင်မြင်နေတဲ့ကျွန်တော်ချင်းညီနောင်စစ်စင်ကြီးကိုလည်းဆက်ပြီးတော့ဝိုင်းရအောင်ပြကြပါမှာကျွန်တော်တို့ချင်းညီနောင်ဟာဟိုဆက်ပြီးတော့ပေါ်ဆောင်ရမယ်။ဒီတင်စစ်စင်ကြီးထုံနေတူပဲကျွန်တော်တို့ချင်းညီနဲ့တွန်းမှရှိနေသေးတဲ့ဟာခါထန်တလာစသည်ညို့ရီလောက်လောက်ရဲ့အတွက်လည်းကျွန်တော်စွန်းစွန်းတော့ဘူပေါ်ဆောင်ရသွားမှာဖြစ်တယ် ရှင်းပြည်နယ်တစ်ခုလုံးလွတ်မြောက်အောင်ဆက်လက်တိုက်ပွဲဝင်သွားရမှာဖြစ်ပြီးလက်နက်ခဲရတဲ့စာနယ်ရိတ်ခါလိုအပ်မှုတွေကိုလည်းမိမပြည်သူတွေအနေနဲ့ဆက်ပြီးဝန်းရံပေးကြဖို့ CDF မင်းနဲ့စေဦးစီးချုပ်ကမြစ်တမ်းရက်ခန့်တောင်းဆိုထားပါဗျာ။